ာပြီခနာစပီကြောင်းမယ်နော်နိုင်ငံမှာဘလို့ရအချောင်းအချောင်းဒီနိုင်ငံကိုကျွန်တော်အယမ်းချစ်တယ်ဒီနိုင်ငံမှာဘာဖြစ်နေလဲဘသူကဘာတွေလဲဘသူကဘာစကားတွေပြောနေတာလဲဆိုတော့ကျွန်တော် J Fire စဉ်းစားနားလေတပါတယ်ဘသူကဘာတွေလဲဘသူကဘာစကားတွေပြောနေရဆိုတဲ့စကားကိုသုံးနေရကျွန်တော်စဉ်းစားစဉ်းစားကြည့်တော့နော်ဆိုင်မမိုမင်္ဂလာတည်င်းလာပြောပြမယ်ဒီတို့အခုလေမန္တလေးတိုင်က PDF က စီတဲ့တိုင်းရင်သားလက်နဲ့ကန်တွေလား PDF တွေလားဘယ်နေရာဘယ်ဒေတာပဲတိုင်းပဲနေမှာဆိုပါတော့တို့ကဖိတ်ခေါ်ပြီးတို့ရေတို့ဖိတ်ခေါ်ပါပြီစင်เนาะအာဥမာအခုတိုင်းရင်သားနေနေတချို့မှာကွာစင်မပွင့်ဘူးเนาะအဲ့ဒီနေနေမှာစစ်တိုက်ရှင်တဲ့ PDF တွေအများကြီးပဲရှိတယ်စစ်တိုက်ရှင်တဲ့တိုင်းရင်သားလက်နဲ့ကန်တွေအများကြီးပဲရှိတယ်เนาะဒါမဲ့တိုက်ချင်းတို့တိုက်လို့မရဘူးဖွင့်ချင်းတို့ဖွင့်လို့မရဘူးခေါင်းဆောင်ခေါင်းဆောင်ပိုင်းကเนาะအာနာစင်အာနာစင်နဲ့ဖြင်လို့ဖြင်ခံလုပ်နေတဲ့အတွက်ကြောင့်အဲကြောင့်ကိုကစစ်တကယ်တိုက်ချင်းလို့ရှိရင်เนาะအခု မန္တလေးတိုင်းက PDF တွေဖိတ်ခေါ်နေတဲ့အချိန်မှာသွားပြီးတော့ပူပေါင်းလိုက်ပါနော်မိုးပြည်နယ်က PDF တွေလားကရင်ပြည်နယ်က PDF တွေလားအာဘယ်တိုင်းဘယ်နယ်မျိုးစပေါ့နော်ဒီမန္တလေးတိုင်းက PDF နဲ့သွားပြီးတော့ပူပေါင်းပါနော်မန္တလေးတိုင်းက PDF ပါပြောလဲဆိုတော့သူတို့နဲ့ပုံကိုတူတယောက်လားသူတို့နဲ့သွားပြီးတော့ပူပေါင်းလို့ရှိရင်သူတို့အကောင်လုံးတတ်ဆင်ပေးမယ်နော်နည်းနည်းခင်ဗျာအဖွဲအစီနဲ့လာမယ်ဆိုရင်လေလိုအပ်တာကိုတို့အကလုံးပန့်ပို့ပေးမယ်ထောက်ပန့်ပေးမယ်တဲ့ဒါမင်္ဂလာတရင်ကောင်းမယ်ပြီးတော့အခုမန္တလေးတိုင်းက PDF တွေကခုခံစေးလုံနေတယ် က်ဒီနေပြီးတော့လဲမန္တလေးတိုင်းမှာပဲရှိတယ်မန္တလေးတိုင်းက PDF ကစီးတဲ့တိုင်းရင်သားလက်နက်ကန်တွေ PDF တွေအားလုံးတော်လိုင်းသမားတွေမန်သမားပေါ့နော်ဖိတ်ခေါ်ပြီးဆိုတော့ဘာမှပြောစရာမလိုတော့ဘူးအဲ့ဒါစစ်တိုက်ချင်းတဲ့လူတွေအားလုံးမန္တလေးတိုင်းဖီတဲ့နဲ့တော်တော်ပူပန်းလိုက်ပါလိုအပ်တာကိုသူတို့ကပန့်ပိုးပေးမယ်ထောက်ပံ့ပေးမယ်ဆိုတော့နော်ကြားလိုက်တာနဲ့စက်တင်ထားတယ်နော်အခုမန္တလေးတိုင်းကခုခံစစ်ဖြစ်တယ်သူတို့လိုအပ်တဲ့လူအင်အားနော်ပြေဝပြီးပြည့်စုံပြီးဆိုရင်အောင်မြင်ပြီးဆိုရင်ဒီနေပြီးတော့ကိုတခါတည်းထိုးစစ်လောက်မှာ အမြန်ဒီနဲ့လှုပ်ကြတော့နော်ကရင်ပြည်နယ်မှာအရန်ကိုစစ်တိုက်ခြင်းတဲ့ PDF တွေနော်အရန်ကိုစစ်တိုက်ခြင်းတဲ့ကရင်လက်နက်ကင်အောက်ခြေပိုင်းတွေနော်ဒါမဲ့ဘလောက်ပဲတိုက်ခြင်းတိုက်ခြင်းတိုက်လို့မရဘူးတာအခုမန္တလေးတိုင်းက PDF တွေဖိတ်ခေါ်ပြီးဆိုတော့အမြန်ဒီနဲ့သွားပြီးတော့ပူပေါင်းကြတော့အဲ့ဒါမင်္ဂလာသတင်းပဲဘာမှပူစရာမလိုဘူးနော်တယောက်တည်းသွားလဲယူနီဖောင်းမှာပါတာလာလက်နက်ကင်မှာပါတာလာမပူနဲ့နော်စစ်တိုက်တတ်ဖို့ပဲလိုတယ်နော်သွားအဲ့ဒါမန္တလေးတိုင်းက PDF တွေကအကောင်လုံးတတ်စီပေးမယ်အဖွဲ့ အဖွဲအစီနဲ့လာမယ်ဆိုလဲဘယ်နှဖွဲမစိုးပါတော့လာခဲ့နော်မပြည့်စုံတာကိုတို့တွေကထောက်ပံ့ပေးမယ်ပံ့ပိုးပေးမယ်ကွာအိုးချက်တိမ်ထားတယ်နိုင်တော့မယ်ပြီးတော့ရေးနိုင်တော့မယ်တကယ်ပဲတကယ်ပဲမထင်မိဘူးဒီတင်းကိုကြားတာမထင်မိဘူးအရန်ကိုအန်အော်တယ်တကယ်ပဲနော်အမြန်နီးနဲ့လှုပ်ပေးကြပါနော်မတိုက်တဲ့နေရာမှာစစ်မဖွင့်တဲ့နေရာမှာမပြတာတဲ့နေရာမှာအဲ့ဒီနေရာမှာလေအချိန်တွေမပြောင်းနဲ့ပြည်ရဲတို့နော်အခုမန္တလေးတိုင်းကပြည်ရဲတွေအကောင်လုံးတောင်းဝန်ယူမယ်ဆိုရင်တော့ เนาะตั้วပြီးပူပေါင်းလို့ရပါပြီเนาะအမြန်နေနဲ့လုတ်ပြီးကြတော့2025လဲကုန်တော့မယ်โอเคเนาะမင်္ဂလာတည်တဲ့နိုင်ငံလုံးထားကလို့ရအောင်အောင်ပွဲလို့ရအောင်မလို့ပြည်သူတွေကစောင့်နေတယ်တော်လန်ရေးသမားအဖွဲ့အားလုံးเนาะအမြန်နေနဲ့ပူပေါင်းလို့အောင်မြင်ပါစေမမဆုတောင်းနေနေမင်းအမိဆန်နီဝိုင်းလေးဖော်ဝေးဆန်နီမြင့်လင်းရဲသွင်ထိုက်ရန်ကင်စာရတနာမိုင်းဂျိုးလေးရော်ရွတ်နန်းခင်စရာစောင်းယုံဆန်တနာမိုးသိမ့် ဝိယမုံနိုင်စီတူဝင်းဆုထက်လိုက်ဟန်ထူးစံဇန်ဇဟန်သာမိုးပြပြမောင် ချယ်ရီသိန်းရွှေထူးဟဲ့လေးဖြိုးကြီးလွှမ်းပိုင်နန်းစုရီဒီဆိုဂျီလက်ဝေကြီးစုပန်ထွားထက်အစ်စလီစိတ်ဝင်းထွန်းဝေလာနိနိခင်စောကျော်ထက်အောင်ဝိုင်းစုခိုင်သိန်းရွှေမြတ်သူဝနဂျေဖိုင်းယာဝေလာဘာနဲ့ကတော့အောနေရတယ် ော်လာမျိုးတွေအားလုံးပဲသဘောပေးနေမိပေးတယ်မှာအမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Gojer Reporting Channel လေးရဲ့ညပိုင်းစီစဉ်လေးရပြန်လည်လှည့်ပါတယ်ညပိုင်းစီစဉ်ညပိုင်းစီစဉ်ကိုဒီ Channel မှာဖော်ပြသွားမှာဖြစ်ပြီးတော့ညနေပဲ9နာရီလင်းစီစဉ်ကိုတော့ကျွန်တော်ရဲ့ Gojer Reporting Channel နံပါတ်1မှာဖော်ပြတာဖြစ်တဲ့သွားရောက်ကြည့်ရှုအပိပိကြဖို့ဒီညမှာထမှတောင်းဆိုလိုက်ပါတယ်ပရောဆုံးအနေနဲ့ကတော့ဝင်မလာဒီနေ့နှစ်ရက်နေ့မြို့နေညရဲ့နောက်ဆုံးရရှိတဲ့သတင်းချက်ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ပရောဆုံးသတင်းပုံအနေနဲ့ကတော့တသက်ခိုင်ကလက်ရှိမှာသူ့ရဲ့အကျွေး 1ဘီလီယံပြင်နေရတဲ့အနေထားဟာအမေတော်ဆန်းစုကြည်နဲ့ထိုးမင်းသိန်းတို့ပူးပေါင်းပြီးတော့လုံကြံလုတ်ခဲ့တဲ့အတွက်သူတို့အနေနဲ့အခုဒီလိုခံစားနေရဖြစ်ပြီးတော့အဲ့ဒီတုန်းကလားတိုက်မင်းစောက်မှုတွေကိုခွင့်ပြုခဲ့မယ်ဆိုရင်အခုဒီလိုဖြစ်မှာမဟုတ်ဘူးဆိုပြီးတော့အမေတော်ဆန်းစုကြည်တို့ကိုပြန်ပြီးတော့သူ့အနေနဲ့အခုဒီမျိုးအပြစ်ဖို့ပြီးပြောနေရတွေ့နေရပါတယ်ပြောချင်တာကတော့မင်းအောင်နိုင်ကိုပြောမင်းအောင်နိုင်ကိုအခုအမေအောင်ဆန်းစုတို့သူဖြစ်ရတာဖြစ်ပြီးတော့လက်ရှိမှာတော့မင်းအောင်နိုင်ကိုသူ့အနေနဲ့တောင်းမှန်စာမော့ဆောင်ပို့တဲ့ခါမှာတော့ ီစာကိုဖတ်ဖို့ဆိုတဲ့အတိုင်းပါပဲ main line တယောက်တူတူခေါနဲ့အလွမ်းတယ်နေပြီးအပျော်ပါမှတ်ပြီးပွဲတွေတက်နေလို့သူရဲ့ဆောင်းဖတ်ဖို့လို့ခင်မတ်ပုံရပြီဒုတိယအချိန်စာထက်မှပို့လိုက်ဖြစ်ပါတယ်ဒါပေမဲ့ main line ဒီကောင်နေနဲ့ကတော့လက်ရှိချိန်မှာလဲအာဆီယံပွဲကို TV ကနေပြီးတော့ကြည်ပြီးဘဝတွေပြက်နေရဖြစ်တဲ့အတွက်သူရဲ့စာကိုလည်းဖွင့်ဖတ်ဖို့မရပါဘူးစာတယ်ဘုန်းတော်မှာဒီတိုင်းရှိမိတယ်ထင်ပါတယ်တတရတောင်းမှန်စာကိုပို့ဖို့လဲလက်ရှိချိန်မှာတတ်တက်ခိုင်နေတဲ့ကြံစီနေရတွေ့ရပြီးတော့ရွေးကောက်ပွဲတာနီးလာပြီးတတ်တက်ခိုင်ဒီကောင်နေနဲ့အခုဆိုရင်တော့ ဘယ်ပေါက်ကတူအောင်မလဲဆိုတာဟိုချောင်း6နေနေတာဖြစ်ပါတယ်လက်ရှိမှာတော့သူ့ရဲ့1ဘီလီယံသုံးရှုံးခဲ့တာဟာမေစုဖြစ်မှာဖြစ်ခဲ့တာဖြစ်တဲ့အတွက်မေစုတို့ကတကယ်ကိုပဲသူ့ကိုအခုလိုမျိုးဖြစ်အောင်လုပ်ခဲ့တာဆိုပြီးပြောနေတာတွေ့ရပါတယ်ဒီမုံအနေနဲ့ကတော့ရခိုင်မကွေး NU ဘော်ကနေအီကန်ဘီယူအကုန်းတိုက်ပွဲမှာနှစ်လတွင်း ်ကျမ်းမာစစ်တပ်တပ်ဖွဲ့ဝင်26ကိုရှင်ဖမ်းမိခဲ့ပြီးလက်နက်ခဲယမ်းချို့ပါတင်စီခဲ့မိတယ်လို့ချင်းကာကွယ်တပ်အရှိုးကနေပြီးတော့ထုတ်ပြန်တာတွေ့ရှိရပါတယ်အခုလက်ရှိနေကန်လေးချောင်းရံကာကွယ်ဗျူဟာကုန်းကိုအခိုက်တတော်နဲ့ပူပေါင်းမာမီအဖွဲ့တွေကဝန်းရံဖိတ်ဆို့ထားပြီးပူပေါင်းတက်ခက်လေးရှိချောင်းနဲ့ရှိရှိထားပါတယ်နောက်ထပ်သတင်းပုံအနေနဲ့ကတော့အကျမ်းမာစစ်တပ်လက်အောက်ခံတိုင်းစစ်ဌာနချုပ်များအားလုံးဟာယနေ့နိုဝင်ဘာလ2ရက်နေ့မှာတော့ဘုံကထိန်များလှည့်လည်ရမှာဒုံးနဲ့ပုံချက်ခံမှာဆိုသဖြင့်ဂျမ်မာမြတ်ပါကာဗွန်မီလှည့်လာကြောင်းတဲ့ပုံတွေကိုတွေ့နေရပါတယ်။နောက်မြလင်းစစ်ထနာကျုံနဲ့ကန်ယိုဒန်တိုင်း တက်တာနာကျိုးတို့ရဲ့ထုတ်ပြန်ချက်နဲ့ဘုံဝင်လှည့်လည်မှုတွေကိုတွားကြည့်သူတွေကလည်းပြောဆိုကြတယ်မြင်နေရပြီးတပုံကြီးရိုက်လာခဲ့သူတွေတွေ့နေရဖြစ်ပါတယ်ဒါကနိုမာလာနေ့ရက်နေ့မှာကန်ဝရန်တိုင်းစစ်တာနာကျိုးအချိန်30မြောက်စူပေါင်းဘုံဂရင်လှည့်လည်ပွဲကိုတော့ဂျမားတွေတက်ထားတာလည်းတွေ့ရှိရပါတယ်ဒီကောင်လေးစိတ်ထဲမှာတော့အွန်လိုင်းတက်ဖွဲ့တွေလူငယ်တွေဟာသူတို့လိုပဲစစ်ခွေးတွေလိုပဲအခုလိုမျိုး စိတ်သက်ရှိမလို့ထင်ကောင်းမထင်နေဘူးရပါတယ်ကဲဟိုမှာပဲသူတို့ရဲ့စိတ်နဲ့နှိုင်းပြီးတော့ခုလိုလုံနေရလဲမြဝါထင်မြင်ရဖြစ်တော်လံပြူတွေနေနဲ့ဒီလိုမျိုးစစ်ခွေးတွေအုပ်ချုပ်နေသူတွေဘယ်လိုမျိုးစိတ်ထားလဲဆိုတော့တွေ့ရှိနေမှနေထားပဲဖြစ်ပါတယ် နေပြီးတော့ကောင်းစင်းနေမြေဒက္ခိဏတိတိမြို့နယ်မှာတည်သားကိုွယ်တော်မူတဲ့မာရဝီဇဗုဒ္ဓရုပ်ွားတော်မြတ်ကြီးတစောင်းတိုင်းမိထုံးပွဲတော်နဲ့ဈေးပွဲတော်အခမ်းအနားကိုစီကားတိုက်မြစ်စွာကျင်းပတော်မှာဖြစ်ပါတယ်အဲ့တော့အနေနဲ့ရမှာရှိတဲ့ဇက်ကြိုက်တဲ့သူတွေဇက်ကြိုက်တဲ့သူတွေအနေနဲ့နေပြီးတော့မှလာပြီးတော့အားပေးလို့ရရပါတယ်လာပြောလို့ရပါတယ်ဒီတစောင်းတိုင်းမိတို့ပွဲတော်နဲ့ဇေယောင်းပွဲတော်ဇေယောင်းဇေယောင်းပွဲတော်ရဲ့ရက်က၁၇လပိုင်း၂ရက်နေ့ရနေပြီးတော့ ရှင်းရနော်နေပြီးတော့မှလာပြောလို့ရရတယ်ချားနေမှာတော့မရဘူးလေရခိုင်တို့ငပလီတို့မှာတော့ပြောလို့မရဘူးလေပြောတာရှင်းရင်းလေးပဲသူ့ဘာပိုင်တဲ့နေရာလေးကဒါတော့ပဲရှိတာဖြစ်တဲ့ကျွန်တော်မှမပြောလို့ရရဆိုပြီးဖိတ်ခွန်နေရတွေ့နေရပါလေဆက်လာပိုင်း၄ရက်နေ့ထိအကျင့်မပြုလို့တော့မှဖြစ်ပါလေအင်းအဲ့မှာကျွန်တော်တို့ဈေးဆိုင်ငန်းနေပါမယ်ပြီးကစားခွင့်နေပါမယ်ရဟတ်တွေပါမယ်ဗျာကျွန်တော်တို့အရင်တော့ကဗျာကျွန်တော်ပွဲမှာခင်ဗျားတို့မြင်ရတဲ့မြင်ကွင်းတွေအားလုံးပါမယ်ပြီးရင်ဖိုးချစ်ဖိုးချစ်ဇက်ပွဲ ဖိုးရှင်းဇပွဲတပိန်လာပါမယ်ကျွန်တော်ဒီကနေ့ပတ်ကြီးပတ်ကြီးကတော့အဲ့မှာကျွန်တော်တို့ဇောက်ဇိုက်ယုံဇိုက်ယုံထိုးနေပြီစတိတ်စင်လောက်နေပြီပြီးရင်ကျွန်တော်နိုင်ငံတော်သေးတဲ့ရှင်များဖြစ်တဲ့အိုင်းစင်မာမြင်းနေမင်းအိမ်မိဆန်နီရေနာမိုင်းတန်တာမိုးသိပ်ချယ်ရီသင်းရွှေထူဟဲလေးလွှမ်းပိုင်နတ်ဆူရီဒီဆိုနီနီခင်းစောဝိုင်းစုခိုင်းသိန်းစတဲ့အမှုပညာရှင်ရဲ့ခေါ်ပေးသွားရနော်နာမည်ခေါ်ပေးသွားရနော်အားလုံးပဲပြောအောင်ဖြစ်ပါတယ်ဒီနေ့နဲ့စီကားတက်မဲ့ဆိုတာပြောပြမှာဖြစ်ပါတယ်တဲ့အဲ့မှာကျွန်တော်တို့သိရတာကအမှုပညာရှင်အားလုံးအားလုံးကျွန်တော်တို့အားလုံး အားလုံး90အားလုံး90ကလာရောက်ဖြောပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တယောက်ချင်းပဲပြောမယ်ဗျာခင်ဗျားဟုတ်လည်းသိအောင်အိုင်းစင်မာမြင်းတိုက်ပြီကွာကြေပြောစမ်းကွာကြေတော်လန်ဖွဲ့ကလည်းတော်လန်မျိုးတွေအားလုံး ਨੇ ဘောမာတွေပြောတဲ့စနမတွေကိုမှတ်ထားကြအောင်ဗျာနေမင်းအိမ်မိဆန်နီဝိုင်းလေးဖော်ဝေးစန်နီမြင့်လင်ရဲသွင်ထိုက်ရန်ကင်စာရတနာမိုင်းဂျိုလေးရော်ရွတ်နန်းခင်စရာစောင်းယုံဆန်တန်နာမိုးသိမ့်ဝင့်ရမုံနိုင်စီတူဝင်း ဆုထက်လိုက်ဟန်ထူးဆန်ဇန်ဇန်ဟန်သာမိုးပြပြမောင်ချယ်ရီသင်းရွှေထူးဟဲ့လေးဖြိုးကြီးလွှမ်းပိုင်နန်းစုရီစိုးဂျီလက်ဝေကြီးစုပါထွားထက်အစ်စလီစိတ်ဝင်းထွန်းဝေလာနိနိခင်စောကျော်ထက်အောင်ဝိုင်းစုခိုင်သိန်းရွမြတ်သူဝနဂျေဖိုင်းယာဝေလာမနက်ကတော့အောနေရတယ်ပြီးအစားအစားရှိတဲ့သူတွေပါသေးရဗျာကော်နီအားလုံးကျွန်တော်တို့အားလုံးအားလုံးကျွန်တော်ကြည့်ရတာနောက်ဆုံး ဒါလူရဲ့90ပေါ့ဗျာ90နဲ့ဖြုတ်ပြီးမှဖြစ်ပါတယ်တဲ့ဒါအားပေးလို့ရတယ်ဖိုချစ်ဖိုချစ်ဇက်ကိုလည်းခင်ဗျားတို့ကြည့်ရမယ်ပြီးရင်ကျွန်တော်တို့တကယ်နယ်မြေကြီးအမှုပြညာရှင်တွေအားလုံး90 90ကကျွန်တော်ဖြုတ်ပြီးမှဖြစ်ပါတယ်အဲ့တော့ပွဲတော်ရက်က17လပိုင်း2ရက်နေ့ကနေပြီးတော့17လပိုင်း4ရက်နေ့ထိကျင်းပမှာဖြစ်တယ်ဇက်ကြိုက်တဲ့သူတွေဇက်ကြိုက်တဲ့သူတွေကျွန်တော်လာလို့ရတယ်ပြီးရင်ပွဲကြိုက်တဲ့သူတွေလာလို့ရပါတယ်အခမဲ့ပါအားလုံးအခမဲ့ပါอืมကြည့်အောင်တွေ့ရနော်ဒါတော့အမှုပြညာရှင်တွေနဲ့ပြည်သူတွေနဲ့ လုံအောင်ကောင်မှရန်တိုက်ပြီးနေတာခုဖြစ်ပြီးတော့နမိတ်တော်တယောက်ချင်းစီခေါ်သွားသေးတာတွေ့နေမှာဖြစ်ပါတယ်။တစ်ခါခေါ်တာမဟုတ်ဘူးနှစ်ခါတော့ခေါ်ရတဲ့လူတွေရှိပါတယ်။ဒါကတော့စစ်ခွေးလော်ဘီတွေကိုပြင်ဥကဥဆောင်ပြီးတော့ဗာမင်းအောင်လိုင်းဆိုပြီးတော့ဘောကြီးမနေတဲ့ဘောကြီးကကြာလာတဲ့စကလုံးတွေကိုပြန်ပြီးတော့ခုလိုမျိုးအောက်ကနေပြီးတော့ကြော်ဆိုးတို့ကြော်မိုးမင်းတို့ပူတူမာတို့အစရှိတဲ့သူတွေကိုပြန်ဝင်နေရတဲ့တွေ့နေမှာဖြစ်ပါတယ်။အောင်ဒါတွေကယောက်ချင်းစီထားမယ်ဆိုရင်တော်တော်လေးကိုမှအန်ရယ်များပြီးဝါရဖြတ်မှုတွေကောင်းအောင်လုပ်နေကောင်းနေဖြစ်တဲ့အတွက်ဘလိုင်းကလာဖြစ်တော်လိုင်းပြီးကလာမှဖြစ်ဖြစ် ေကူမှာပဲရှင်းနေတဲ့သူတွေဆိုတော့နိုင်ပြီးတော့သမာတိပေးကြပါလိမ့်။နောက်ထပ်သတင်းပုတ်အနေနဲ့ကတော့ပြည်သူတွေကိုခိပြက်ကာလနိုင်ငံရေးရှုပ်ထွေးကြပတ်ဝင်ပြီးကိုကိုထိကြိုင်အောင်မလုပ်ဖို့ဆိုပြီးတော့တိုက်တွန်းခဲ့တဲ့မန္တလေးသားဆိုတော့ J Fire ကိုတော်လိုင်းအင်အားစုတွေကပွိုင်းကိုပြုလုပ်ဖို့တိုက်တွန်းနေပြီလည်းဖြစ်ပါတယ်။ J Fire ရဲ့ပြောဆိုမှုတွေဟာပြည်သူတွေကိုတော်လိုင်းမှာပတ်ဝင်ဖို့တွန်းအားပေးတဲ့သဘောဖြစ်တာကြောင့်စစ်ကောင်စီလိုကြပြောပြတာဖြစ်နိုင်တယ်လို့လဲစစ်ကောင်စီနဲ့ပတ်သက်သူတွေကိုဝိုင်းဖို့တတိယပြုလုပ်ဖို့ဥဆောင်ကောင်းဆောင်နေတဲ့ FNCC ဖွဲ့ကနေပြီးတော့ ဖော်ပြထားတာလည်းတွေ့ရှိရပါတယ်။ Defire ဟာနိုမ2ရက်နေ့၄ရက်နေ့ထိအသိမျိုးမှာပြုလုပ်မှတစောင်းတိုင်းပွဲတော်မှာပေါဝင်ဖြောပြီးမှဖြစ်တာကြောင့်တွားရောအပိတိုင်းမပြုလုပ်ဘူးလေ FNC ကတာကျွန်းထားပါတယ်။ဒါကြောင့်တော်လန်ပြည်သူတွေနေနေရောဖြစ်ဖြစ်တော်လန်မျိုးတွေအားလုံးပဲဖြစ်ဖြစ်လက်ရှိချိန်မှာ Defire ရဲ့အကြောင်းကြားသိပြီဆိုရင်တော့သူပြောရစကားလုံးတွေဟာမှားခြင်းမှန်ခြင်းကိုအုံသက်ဆုံးဖြတ်ပြီးတော့သူ့ကိုတွားရောမအားပေးဘူး။ညာကနေပြီးထပ်မံတိုက်တွန်းခြင်းပါတယ်။အခုပြီးစီးသွားပါပြီခနာစပီးကြောင်းမဲ့ ာချောင်းအားချောင်းဒီနိုင်ငံကိုကျွန်တော်အယမ်းဖြစ်တယ်ဒီနိုင်ငံမှာဘာဖြစ်နေလဲဘ누구ကဘာတွေလဲဘ누구ကဘာစကားတွေပြောနေတာလဲဆိုတော့ကျွန်တော် J Fire စဉ်းစားနားလေတပါတယ်ဘသူကဘာလဲဘသူကဘာစကားပြောနေရဆိုရယ်စကားကိုတုံးနေရကျွန်တော်စဉ်းစားစဉ်းစားကြည့်တော့နော်ဒီတော့ဒီချစ်ဒီခါလို့ဒီလိုပြက်ကက်ကာလဒီနောက်ရှုပ်ထွေးနေတဲ့နိုင်ငံရေးမှာကိုကအမှုပညာသမားတယောက်နေနဲ့ကိုမိမကိုမိတ်ဆွေပေါင်းလေးတွေကိုဘယ်လိုဆက်ပြီးစောင့်ရှောက်ရမလဲဆိုတာကိုလည်းညံနဲ့စဉ်းစားတတ်ပါတယ်ဟုတ်ကဲ့မိမိကိုမထူးခိုင်းရ ောင်နေပါအဲ့ဒါမှပဲမိမိမိဘကိုမထိခိုက်အောင်လုပ်ကျွေးနိုင်ပါလိမ့်မယ်မိမိပတ်ဝန်းကျင်ကိုမထိခိုက်အောင်လုပ်ကျွေးနိုင်ပါလိမ့်မယ်မိဘကိုပတ်လုပ်ကျွေးနိုင်တာတော့လက်ခံပါတယ်ဒါပေမဲ့ပတ်ဝန်းကျင်ဆိုတာဘာကိုပြောတာပတ်ဝန်းကျင်ဆိုတာဘောမနေမိပတ်ဝန်းကျင်သားရနေမထင်နေရလားနောက်ဆုံးမှမိမိနိုင်ငံကိုပြောင်းလဲနိုင်ပါလိမ့်မယ်အရင်ဆုံးကိုယ့်ကိုယ်ကိုမထိခိုက်အောင်စောင့်ရှောက်ပါ okay တကယ်ထပီးအားရမန်နေနဲ့ကြုံစားပြီးတော့ကြုံအောင်ပါနော်ဆက်လက်စောင့်ကြည့်ဖို့အစီအစဉ်ပေးမလား အခုဖတ်ခဲ့တဲ့တချင်းတွေကောင်လားဘွားမှာစာလုံးရေးစာပဲရှိနေတယ်နောက်ထပ်အမိုက်စာ music video တွေဆက်ပြီးတော့ဖန်ပြီးဖို့ကြံပါလေးတယ်ချစ်တော်ပရိသတ်ရောက်ချင်းစီရောက်ချင်းစီတိုင်းကိုမနဲ့ဖျားရှိခိုးပြီးတိုင်းမေတ္တာပို့သားနေပါလေမင်းဘလို့ပဲဖျားရှိခိုးကိုဘုံနေချင်းတဲ့ကောင်အားပေးနေပြီးတော့လက်ရှိမှာနိုင်ငံကိုပြောင်းလဲဖို့အတွက်မင်းအောင်နိုင်ကိုအားပေးကြပါဘောမှကြပါဆိုပြောနေတယ်ဆိုတော့ကဲတော်လန်ပြသူတွေဟိုပါကူတာပုံဖြတ်ပြီးတော့ဒီလူကောင်လိုက်ရန် follower လောက်ထားလဲဆိုရင်တော့ဘာလို့ရမလဲဆိုတာဟိုပါကူပါ ပြည့်ချက်လို့ကြပါဗျ။မပြောချင်ပါသေးဘူး။ဒါပေမဲ့ဒီနေ့ TNL ကနေပြီးတော့ထွက်လာတဲ့သတင်းကိုကြည့်ပြီးတော့မှကျမတို့သုံးသပ်ဖို့ဆွေးနွေးဖို့နဲ့သတင်းအမှန်တွေပြည်သူလူထုသိဖို့လိုတယ်။နောက်ကဘာဆက်လုပ်ရမလဲဆိုတာတွေကိုလည်းကျမတို့ဆွေးနွေးဖို့လိုအပ်တယ်ပေါ့နော်။ဒါကြောင့်မို့လို့ကျမကဒီနေ့ TNL ထုတ်လိုက်တဲ့သတင်းနဲ့ပတ်သက်ပြီးတော့မှဆွေးနွေးမှာဖြစ်ပါတယ်။ဒီနေ့ထွက်လာတဲ့သတင်းကတော့တည်တဲ့အတိုင်းပဲဘိုးကုန်းနဲ့မိုးမိတ်ကိုပြန်ပေးလိုက်ရပြီဖြစ်ပါတယ်။ အပြစ်ကရက်စဲရေးကို DNA နဲ့စစ်ကောင်စီကလက်မှတ်ထိုးပြီးတော့ပြန်ပေးလိုက်တာအဲ့တော့အသက်သွေးချွေးတွေရင်းပြီးတော့မှအရင်ပြုတ်ပြီးတော့မှတိုက်ထားခဲ့ရတဲ့မြို့နယ်တွေဖြစ်ပါလက်ရှိ DNA လက်ထဲမှာတိန်းထားနိုင်တာ၄မြို့လောက်ပဲရှိပါတော့နော်အဲ့တော့ကျွန်တော်တို့ဒီ DNA တို့ MMDA တို့နဲ့တွဲပြီးတော့မှနော်ကျွန်တော်တို့ဤရင်းနဲ့ရ PDF တွေပြည်သူတွေကထွက်လာတဲ့လူငယ်တွေတော်တော်များများအသက်ချွေးတွေပေးခဲ့ရပါပုံပူလေးဆိုရင် မနေပါတန်းစီပြီးတော့မှမြင်ခဲ့ရပါတယ်နော်အဲ့ဒီကနေမှတစင်တရုတ်ရဲ့ပောင်ဝင်ဆွတ်ဖတ်မှုကြောင့်ဆိုပြီးတော့ဝါနဲ့ MMD ကတိတိတသာနောက်ဆုတ်သွားပြီးတော့မှတော်လိုင်းရဲ့အဖွဲ့တွေနဲ့မပတ်သက်ပါဘူးအယူကြီးနဲ့မဆက်နွယ်ပါဘူးဆိုတဲ့ဇာတ်တွေကိုလည်းပေါ်ပေါ်တင်တင်ထုတ်ပြောလာတာဖြစ်တယ်လို့တော်လိုင်းရဲ့အဖွဲ့တွေကိုလည်းလက်နက်ထောက်ပံ့မှုတွေအကူအညီမှုတွေမပေးတော့ပါဘူးလို့ပေါ်ပေါ်တင်တင်ထုတ်ပြောလာတာဖြစ်ပါတယ်အဲ့တော့ကျမမေးချင်တာက ကျမတို့အသက်တွေကအလကားရတာလားပြည်သူတွေရဲ့အသက်တွေကရှင်တို့ကစားတဲ့ကစားကွက်ထဲမှာစတေးစရာတခုဖြစ်နေသလားမေးချင်ပါတယ်ဒီလိုမျိုးအစတွေကပြန်ပေးမယ်ဆိုတော့စိတ်ကူးမျိုးရှိခဲ့လို့ရှင်ဘာဖြစ်လို့ကျမတို့ PDF တွေကျမတို့ပြည်သူလူထုတွေကလာတဲ့ရဲဘော်တွေရဲ့အသက်ကိုစတေးရက်ခဲကြတာလေရှင်းနာစရာကောင်းပါတယ် နော်အဲ့တော့တရုတ်ကဘလောက်ထိမြန်မာပြည်မှာဩဇာကြီးနေတာမြန်မာပြည်မှာရှိနေတဲ့လက်နက်ကင်တိုင်းရင်းသားတွေအားလုံးရဲ့မူလရည်ရွယ်ချက်ကစစ်ကောင်စီကိုအာဏာနဲ့ဖိနှိပ်တဲ့လူတွေကိုကိုယ်တိုင်းရင်းသားတွေကိုကာကွယ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့စတင်ပြီးတော့လက်နက်ကင်ခဲ့ကြတာဖြစ်ပါတယ်။1980လောက်တိုက်ခဲ့တာလည်းမနိုင်ပါဘူး။အဲ့တော့ရှင်တို့လက်နက်ကင်ခဲ့တဲ့ရည်ရွယ်ချက်တွေအခုချိန်မှာကုံဆုံးသွားပြီလား။ နော်တရုတ်ကိုတရုတ်ရဲ့ဩဇာကိုလွန်ဆန်နိုင်တဲ့အဖွဲ့တစ်ဖွဲ့မှမရှိဘူးလားလို့မေးခြင်းပါပထမဝါကနောက်ဆုတ်တယ် UWSC ပြီးတော့ MMDA နောက်ဆုတ်တယ် MNDA ပြီးတော့ TNL တိမ့်လာတဲ့မျိုးတွေပြန်ပေးတယ်အခုအဓိကကြတဲ့မိုးကုတ်မိုးမိတ်ကိုပြန်ပေးလိုက်ရပြီဆိုလို့ရှိရင်ကျန်တဲ့မျိုးတွေကထက်တွက်ဆရာတော့မလိုတော့ပါဘူးစစ်ကောင်စီအလိုလိုရပြီသားဖြစ်တော့ပါလိမ့်မယ် ပြန်ပေးမှာပါဒါတွေကနော်အပြစ်ကရက်စဲရေးတွေဘာတွေတောင်လက်မှတ်ထိုးပြီးပြီဆိုတော့စစ်ကောင်စီနဲ့တသားတည်းဖြစ်သွားပြီလားလို့မေကွန်ထုတ်ရတော့မှာဖြစ်ပါတယ်တရုတ်ကဘယ်လိုကစားနေတာလဲဝပြီးတော့ MMDA ပြီးတော့ TNL ပြီးရင် KIA ကိုလှည့်မှာလားအနည်းဆုံး KIA ဖြစ်ပါလိမ့်မယ်နော် KIA ပြီးမှ KNU ကိုသွားမှာလား လက်ရှိတရုတ်က KNU ကိုလည်းလက်ကစားနေတာဖြစ်ပါတယ်။ကြားပြန်ကိစ္စနဲ့ပတ်သက်ပြီး KNU ကိုကစားနေတာဖြစ်တယ်လို့အခု TNL အနေနဲ့နောက်ဆုတ်ပေးလိုက်ရတယ်။တိမ့်နာတဲ့မြို့တွေကိုပေးလိုက်ရတယ်ဆိုတော့နောက်ထပ်လက်ကွက်ကစားကွက်က KIA ဖြစ်မှာပေါ့။နော်။အဲ့တော့ကျမတို့တော်လန်ရေးကဘယ်လိုအခြေအနေရောက်သွားပြီလဲ။လက်ရှိအင်အားတွေနဲ့ချွေးတွေသွေးတွေနဲ့တိုက်ထားတိမ့်နာကြတဲ့အသက်တွေပေးထားရတဲ့အချိန်တွေပေးထားရတဲ့ ဒီ9နှစ်တာကာလလုံးကအလဟတ်သက်ဖြစ်သွားပြီလားဘာလို့ဒီလိုတွေလုံးရကြတာလဲအဲ့တော့တိုင်းရင်းသားလက်နက်ကင်တွေဒီလေတရုတ်ရဲ့အကူအညီမပါဘူးဆိုလို့ရှိရင်ထမင်းငတ်မှာလားဒါမှမဟုတ်တိုင်းရင်းသားလက်နက်ကင်ခေါင်းဆောင်တွေမြန်မာပြည်ထဲမှာမနေဘဲနဲ့တရုတ်ပြည်ထဲမှာအကုန်လုံးသွားဝင်နေကြရင်ပိုမကောင်းဘူးလားရှင်တို့တို့ပို့ပြီးတော့လုံခြုံတာပေါ့ရှင်တို့မြန်မာပြည်တွင်းထဲမှာရှိနေပြီလက်နက်ကင်တွေချင်းတွေ အာနာရှင်နဲ့ပူးပေါင်းပြီးတော့မှရှင်တို့တိုင်းရင်သူတိုင်းရင်သားမျက်နာတွေကိုမကြည့်ပဲဘဝတွေကိုမငဲ့ညာမထောက်ထားပဲရှင်တို့အကျိုးစီးပွားအတွက်ပဲရှင်တို့လုပ်နေရဆိုတာအင်မတန်ထင်ရှားလာပါပထမကတော့ကျမတို့ဒီလေပြည်သူလူထုဒီလေရှင်တို့ရဲ့လေဘင်းတွေကိုတရုတ်ကညှစ်ထားတာပါဆိုတော့နားလည်မှုမျိုးပေးခဲ့ကြပါသေးတယ်ဒီလိုဆိုရင်ဘာဖြစ်လို့ကျမတို့ပြည်သူလူထုအသက်တွေကိုစည်သေးခဲ့ကြသေးတာလဲ ှင်တို့အရေးချင်းနဲ့ရှင်တို့အရေးချင်းတစ်ခုလေး ਨੇ ဒီမျိုးတွေကိုတိန်းနာခဲ့တာမဟုတ်ပါဘူးပြည်သူတွေပါဝင်လာတဲ့စိတ်ဓာတ်ခွန်အားတွေရှိတယ်ပြည်သူတွေပါဝင်လာတဲ့အလှငွေတွေရှိတယ်ပြည်သူတွေပါဝင်လာတဲ့ချွေးတွေသွေးတွေအင်အားတွေအသက်တွေရှိခဲ့တယ်ဒါကြောင့်ရှင်တို့တိန်းနာခဲ့ရတာပါဒါဆိုလို့ရှင်ကျမတို့ကစစ်ကောင်စီလက်ထဲကိုဒီနယ်မြေတွေပြန်ပေးရဖို့အတွက်ကျမတို့လူတွေ ။ကျမတို့ရဲဘော်ဒီတမင်တကာအသက်ပေးပြီးရှင်တို့လက်ထဲကိုထည့်ပေးလိုက်ရတဲ့သဘောဖြစ်သွားပြီလား။နာကြီးစရာတော့တော်တော်ကောင်းတယ်။အဲ့တော့ဒီပုံမှာကျမတို့ပါဆက်လုံးမှာဖြစ်တာကဖြစ်ပြီးသွားပါပြီ။ DNLA ကတော့နော်လုတ်ကပြုတ်ပဲပေါ့ရှင်နော်။ငါလက်ကလုတ်ငါကိစ္စပြီးပြီပေါ့။ဒါပေမဲ့တာဝန်ရှိပါတယ်။ရှင်တို့ဒါကတာဝန်ပဲဖြစ်ပါတယ်။ရှင်တို့တာဝန်ယူရမယ့်ကိစ္စဖြစ်ပါတယ်။ ရှင်တို့လက်ကလွတ်ပြုတ်စုံုံနဲ့တော့မပြီးပါเนาะအဲ့တော့ဤသူလူလူကိုဟိုစဉ်းစားရမယ့်အခြေလေဖြစ်တယ်เนาะကျမတို့မြန်မာနိုင်ငံထဲမှာဗမာလူမျိုးကြီးဝါဒဆိုပြီးတော့တုံးဆွဲခဲ့တာအခုအချိန်တော်လည်ရေကာလကြီးမှတော့တချို့ဒီစကားကို ုံးဆွဲပါတယ်။ဥပမာပေါ့ကျွန်တော်တို့ boycott လုပ်လို့တခြားတိုင်းရင်းသားနာမည်တွေပါသွားရင်ဒါမှမဟုတ်တခြားတိုင်းရင်းသားနာမည်တွေကခေါင်းဆောင်တွေမဟုတ်တာလုပ်နေလို့မမှန်မကန်လုပ်နေတာတွေအော်တဲ့အခါကြလို့ရှင်သူတို့ကကျွန်တော်တို့ကို UNG ကဘာအတုံးကြလို့လဲတို့ဗမာတွေကဒီလိုပဲလို့ဗမာလူမျိုးကြီးဝါဒတုံးဆွဲခဲ့တာလို့ဗမာတွေစောက်တုံးမကြဘူးဆိုတဲ့ comment တွေကိုကျမတို့အမြဲတမ်းတွေးနေခဲ့ရတာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီလိုပြောနေတဲ့လူတွေကော တိုင်းရင်းသားလက်နက်ကင်ခေါင်းဆောင်တွေရဲ့လက်အောက်မှာရှိနေတဲ့တိုင်းရင်းသားပြည်သူလူထုကိုကျွန်မမိခွန်းတစ်ခုထုတ်ချင်ပါတယ်အခုလက်ရှိကြားနေရတာမြင်နေရတဲ့အတိုင်းဆိုလို့ရှိရင်ဗမာလူမျိုးကြီးဝါဒဗမာတွေအသုံးမချလို့ဒီလိုဖြစ်ရတယ်ဆိုတဲ့ဇာတ်မှန်ကန်ပါရဲ့လားဗမာတွေအသက်ပေးပြီးတိုက်နေတာလေမှန်ကန်ပါတယ်ကျွန်မတို့ဘက်ကတိတ်ခါရှိရှိနဲ့တိုက်နေတာပါဟွန်းနော် အဲ့ဒီအပြင်ကိုမှအယူကြီးဝန်ကြီးများအနေနဲ့စစ်ကောင်စီရဲ့လက်အောက်မှာရှိမနေတာတော့သေချာတယ်လို့စစ်ကောင်စီနဲ့စီးပွားတူအကျိုးဘက်လှုပ်ထားတာဘာတစ်ခုမှမရှိပဲကင်းရှင်းနေဆိုတာသေချာပါတယ်နော်စစ်ကောင်စီနဲ့မကင်းရှင်းတာအဲ့ဒီတိုင်းရင်သားလက်နက်ကိုင်ခေါင်းဆောင်တွေအားလုံးပါပဲဒီတိုင်းကျမတို့ကြည့်မယ်ဆိုလို့ရှိရင် KIAD လည်းမကြခင်မှာတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုနဲ့စစ်ကောင်စီကိုပြန်ပေးရပါတော့မယ်။ကျွန်တော်တို့ခန့်မှန်းလို့ရပါပြီ။စင်တကောင်လုံးကြီးမျိုးသွားမှာကုံသွားပြီလို့ပြောလို့မရပါဘူး။ဒီချိန်မှာကျွန်တော်တို့ပြည်သူလူထုတွေဘာလုပ်မှာလဲ။ UNG ကောဘာလုပ်မှာလဲ။ဟုတ်လား။ဗမာလူမျိုးကြီးဝါဒကျင့်သုံးနေဆိုတဲ့ဇကားကိုတွင်တွင်ကြဲကြဲပြောခဲ့တဲ့အခုချိန်ထိပြောခဲ့တဲ့တိုင်းရင်းသားတွေကိုကျွန်တော် မေခွန်းထုတ်ခြင်းနဲ့အကယ်၍ဒီတော်လန်ရေးမအောင်မြင်ခဲ့လို့ရှိရင်ရှင်တို့ပြောနေတဲ့ဗမာလူမျိုးကြီးဝါဒဗမာတွေစောက်သုံးမကြလို့မဟုတ်တော့ပါဘူးရှင်တို့ကိုလက်နက်ကင်ပြီးရှင်တို့ရဲ့အသက်အိုးအိမ်အတွက်ကာကွယ်ပါတယ်ဆိုတဲ့ခေါင်းဆောင်တွေကိုယ်တိုင်စစ်ကြုံဘဝကိုကြေကြေနက်နက်ရှင်တို့တွေရဲ့ဘဝတွေအနာဂတ်တွေကိုထိုးပေးလိုက်တယ်ဆိုတာကိုသိတာထင်ရှားအောင်ကျွန်မကဒီဗီဒီယိုဖိုင်နဲ့ပြောလိုက်ခြင်းဖြစ်ပါတယ် ဘာလောက်ကြမှာလဲဟိုမျိုးတွေအားလုံးပဲဒီပြီးတော့လူကြီးရဲ့အကြောင်းအရာတွေကတော့မေတ္တာပိသေးရနေပြီးလက်ရှိမှာ DNA ရဲ့ကိစ္စနဲ့ပတ်သက်ပြီးမြေပြင်တော်လိုင်းသတင်းတွေကိုသုံးသပ်ဝေဖန်ပြောဆိုသွားတာဖြစ်ပါတယ်တော်လိုင်းမျိုးတွေအားလုံးရောဒီမျိုး DNA ရဲ့လုပ်ရတဲ့ဘယ်လိုမျိုးမှတ်ချက်ပေးနိုင်လဲဆိုတာကိုပြောကြည့်လို့ရပြီးတော့ဒီဗီဒီယိုတွေတော့လည်းဆုံးသိုက်ပါတယ်နောက်ထပ်ပြီးတော့မှတော့နောက်ထပ်သတင်းတွေတက်လာပြီးတော့ကျွန်တော်ရဲ့ကိုဂျီရိုပရိုဗရှင် channel လေးကို like and subscribe လုပ်လိုက် subscribe ထားပြီးဘေးရောက်နေတဲ့အချိန်မှာတက်လာသမျှဗီဒီယိုတွေသတင်းအားလုံးကြည့်ရှုနားဆင်ကြရပြီးဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီကိုဂျီရိုပရိုဗရှင် channel လေးမှာ မနေ့7နိုင်ကိုသတင်းနဲ့ည7နိုင်ကိုသတင်းတွေကိုဒီနှစ်ကြိမ်တင်ဆက်ပေးသွားမှာဖြစ်ပြီးတော့ညနေ9နိုင်သတင်းတွေကိုကိုကြည့်ရောဘောလို့ရှိရင်ချန်နီနံပါတ်2မှာပေါရောက်ကြည့်ရှုနိုင်ရဆိုတော့ဒီနေ့ကထပ်မံပြီးပြလဲပါတယ်။ဘာသာမျိုးတွေအားလုံးပဲဘာဝပီးနဲ့မေးပေးတယ်မှာအများဆုံးကင်းဝေးကြပါသေးလို့ထပ်မံတောင်းဆုပြုနေပဲနောက်ထပ်ပြီးတော့မှပြန်လဲဆုံတွေ့ကြပါမယ်။ဆုံနေကြည့်ရှုပေးတဲ့တုံးညနိုင်ကိုဘူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ။